Hello အားလုံးမင်္ဂလာပါဒီနေ့တော့စုကမဲသားခောက်ဆွဲကြော်လေးကြော်စားပြစ်တာနဲ့ကြော်နီးလေးကိုပါဗီဒီယိုလေးနဲ့လာမြောက်ပေးတာပါပြန်ဆောက်လို့ကောင်းပြီးတော့တေချာလေးလည်းကြော်ပြရတာမလို့ခောက်ဆွဲကြော်မကြော်တတ်သေးရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါနော်အရင်ဆုံးတော့ခောက်ဆွဲပြုတ်ဖို့အတွက်ရင်းနှီးတွေပါမယ်ခြေကိုတော့အိုးတွဲလောက်ထည့်ပြီးတော့စူပလာရည်ထည့်ကိုတည်ထားလိုက်ပါမယ် ထိုင်ဝမ်မုံညင်ရွက်လေးတွေကိုလည်းထည့်ပြီးတော့ကြော်မှမလို့လှည့်ဖြတ်ထားပြလိုက်ပါမယ်။ဒီရွက်နေရာမှာကျတော့ coffee တို့ပန်းစိမ်းတို့စတဲ့ကြိုက်တဲ့ဒီရွက်ကိုထည့်ပြီးတော့ကြော်လို့ရပါတယ်။ဒီရွက်တွေကိုတော့ထပ်မဖြတ်တော့ဘဲနဲ့ဒီတိုင်းလေးပဲထည့်ပြီးတော့ကြော်မှာပါ။ဒီနော်မုံလာအုံးဒီလေးလည်းထဲကျော်ဖို့အတွက်ခပ်ပပလေးလှီးပြီးတော့မှအချောင်းလေးတွေကိုအခုလိုမျိုးမထူမပားလေးတွေလှီးဖြတ်ထားပေးလိုက်ပါမယ်။ပြီးရင်တော့အသီးရွက်တွေကိုရေပြောင်စင်အောင်လို့နှစ်ချိန်သုံးချိန်လောက်ရေစေးထားလိုက်ပါမယ်။ ရေးစေးသားပြီးသားအသီးရွက်တွေကိုတော့စကားလေးထဲမှာရေးစင်အောင်လို့စစ်ထားပြလိုက်ပါမယ်။အသီးရွက်ကတော့ကျိုင်းနှစ်သက်ရာအသီးရွက်ကိုထည့်ပြီးတော့ကြော်လို့ရပါတယ်။ပြီးရတဲ့မုန်လောင်ဦးနီတွေကိုလည်းရေးစေးပြီးတော့မှစကားလေးထဲမှာရေးစစ်ထားပြလိုက်ပါမယ်။ကဲဒါဆိုရင်တော့သူတို့အသီးရွက်ကတော့နှစ်မျိုးပဲထည့်ကြော်တာပေါ့နော်။တည်ထားတဲ့ယူနီယိုကလည်းစုပွက်လာပြီဆိုရင်တော့သူတို့သူ့တွေကိုခောက်ဆွဲထည့်ပြီးတော့မှပြုတ်ထားပြလိုက်ပါမယ်။ခောက်ဆွဲကိုတော့သူကအကြိမ်မပြုတ်ဘဲနဲ့9မိနစ်လောက်ပဲပြုတ်ထားပေးပါရစေ။ ခောက်ဆွဲကိုတုပ်စားတာမဟုတ်ပဲねကြော်စားမှဆိုလို့ရှိရင်တော့ဆူလူခောက်ဆွဲပြုတ်တဲ့အခါမှာနည်းနည်းမာမာလေးပြုတ်ပေးရပါတယ်။ဒါမှဆူလူကြော်လိုက်တဲ့အခါမှာခောက်ဆွဲတွေကတအားပြေးပြီးတော့မပြတ်ထွက်သွားမှာပါ။ခောက်ဆွဲလေးတွေကို9မိနစ်လောက်ပြုတ်ပြီးဆိုလို့ရှိရင်တော့ရေအေးလေးနဲ့ပြန်ပြီးတော့စေကြော်ထားပြလိုက်ပါမယ်။ရေအေးနဲ့မစေကြော်ပြဘူးဆိုရင်တော့ခောက်ဆွဲကအပူချိန်နဲ့ခောက်ဆွဲတွေကလုံးလုံးထွတ်ထွတ်ရေးဖြစ်သွားတတ်ပါတယ်။ကဲပြီးတော့ဆူလူရေစစ်ထားလိုက်ပါမယ်။သူကတော့အမဲသားနဲ့ကြော်မှဖြစ်တဲ့အတွက်အမဲသားလေးတွေကိုခပ်ပပလေးလီထားပြီးတော့မှစားရတာမောင်လေးထည့်ပါမယ်။ ပဲငက်မြိုင်ရဲ့အကြည်လေးလည်းထမင်းစားစွန်းတစွန်းသာထည့်မယ်။အနံ့လေးမွေးပြီးတော့အခက်ရှင်ရှင်လေးဖြစ်အောင်လို့ငရုတ်ကောင်းမုံလေးထည့်ပါမယ်။ပြီးရင်တော့အားလုံးနှံ့သွားအောင်လို့နေထားပြီးလိုက်ပါမယ်။တကယ်လို့အမဲသားမစားတဲ့သူဆိုလို့ရှိရင်တော့ဒီနေရာမှာကြက်သားကိုထည့်ပြီးတော့ကြော်လို့ရပါတယ်။ကဲဒါဆိုရင်တော့စုလို့၅မိနစ်လောက်နှက်ထားလိုက်ပါမယ်။ကော်ရီလေးလက်ထည့်ပြီးတော့ကြော်ကျင်တာမို့လို့ပြောင်းကုန်မုံကိုရီလေးနဲ့ဖြော်ထားပြီးလိုက်ပါတယ်။တကယ်လို့ဒီအဆင့်ကမထည့်ကျင်လည်းရပါတယ်။သူကတော့ထည့်ပြီးတော့ကြော်ကျင်လို့ဖြော်ထားပြီးလိုက်ပါတယ်။ကဲဒါဆိုရင်တော့စူရစပြီးတော့ကြော်ပါတော့မယ်။အိုးရဲကိုစီလေးထည့်ပါတယ်။ ချီပူလာပြီဆိုရင်တော့အရသာနှက်ထားတဲ့အမဲသားကိုထည့်ပြီးတော့အရင်ဆုံးကြော်ပေးပါမယ်။အမဲသားတွေကကြော်နေတဲ့မှာတဖြည်းဖြည်းချင်းအခုလိုမျိုးလေးတွေအရောင်လေးပြောင်းလာပါလိမ့်မယ်။အမဲသားနဲ့မကြိုက်တဲ့သူဆိုရင်တော့ကြက်သားနဲ့ကြော်လို့ရပါတယ်။တကယ်လို့ကြက်ဥလေးနဲ့ပဲအလွယ်တကူကြော်စားခြင်းလည်းရပါတယ်။ကဲအခုလောက်ဆိုရင်တော့အမဲသားတွေကလုံးဝကြက်ပြီးတော့မှအဆင်မင်းဖြစ်နေပြီပေါ့နော်။ဒါဆိုလို့ရှိရင်တော့သူတို့သူ့တွေကိုအနှံ့လေးမွေးတော့အောင်လို့ဂျင်းလေးခပ်ပပလီးတာထည့်လိုက်ပါမယ်။ကျွတ်တွန့်ဖြူလေးတွေလည်းခပ်ပပလီးတာထည့်လိုက်ပါမယ်။ပြီးပြီဆိုရင်တော့ခဏလောက်ကြော်ပေးပါမယ်။ ကဲအခုဆိုလို့ရှိရင်တော့အမဲသားနဲ့ဂျင်းကျက်သူဖြူအနံ့လေးကတော်တော်လေးမွှင့်နေပါတော့။လီးရတဲ့ကျွတ်တော်နီလေးကိုထည့်ပြီးတော့မှတစ်ချက်နှစ်ချက်လောက်မှွေပေးပါမယ်။ပြီးရင်တော့လီးရတဲ့မောင်လာဦးနီလေးကိုပါထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်။သူ့ရဲ့ကိုထဲမဲ့အရသာအတွက်တော့ပဲငန်းပြာရီကိုအကြီးတစွန်းစာထည့်ပါမယ်။ပြီးရင်တော့ခယူးစီဒါမှမဟုတ်မှုစီထည့်ပါမယ်။ဒါကတော့သူ့ကခယူးစီမစားတဲ့အတွက်အစားတို့လေးတုံးတာပါ။ပြီးရင်တော့ဖြော်ရတဲ့ကော်ရီလေးလက်ထည့်လိုက်ပါမယ်။အားလုံးနဲ့တော့အောင်လို့မှွေပေးပြီးတော့ခဏလောက်ကြော်ပေးပါမယ်။ ဒီကြော်နီလေးကကြတော့ဆိုတော့တရုတ်ဘက်ကိုတော့နည်းနည်းလေးသွားတယ်ပေါ့နော်ပြီးရင်တော့သူတွေကိုအရသာမောင်းနဲ့စားလေးထည့်ပါမယ်စစ်သားမောင်းတို့အချုံမောင်းတို့ကြိုင်းနေတဲ့ရထည့်လို့ရပါတယ်ပြီးရင်တော့မောင်လာအုံးနီလေးနည်းနည်းနိုးသွားအောင်လို့ကြော်ပေးပါမယ်ပဲငတ်မြရဲ့အနောက်လည်းနည်းနည်းထည့်ပြီးတော့ကြော်ပေးပါမယ်ဆိုတော့ခောက်ဆွဲရဲ့အယောင်လေးကိုဒီလိုမျိုးပဲငတ်မြရဲ့အယောင်လေးလိုချင်လို့ပါအားလုံးနဲ့တော့မှီပြီးပြီဆိုလို့ရှိရင်တော့ဆိုတော့အရွက်လေးထည့်ပြီးတော့ကြော်ပါတော့မယ်အရွက်ကတော့နူးလွေတာဖြစ်တဲ့အတွက်ခဏလောက်ထည့်ပြီးတော့ကြော်ပေးလိုက်ပြီဆိုလို့ရှိရင်ရသွားပါပြီ အရွက်လေးတွေအားလုံးကိုနှက်ဆက်သွားအောင်လို့ကြော်ထားပြလိုက်ပါမယ်။ကဲအခုလိုမျိုးလေးအရွက်လေးတွေလည်းနည်းနည်းလေးနူးလာပြီဆိုလို့ရှိရင်တော့ဆနာကပြုတ်ထားခဲ့တဲ့ခောက်ဆွဲလေးထည့်ပြီးတော့မှကြော်ထားပြလိုက်ပါမယ်။ခောက်ဆွဲနဲ့အားလုံးနှံ့သွားအောင်လို့မှွေထားပြလိုက်ပါမယ်။သူတို့ခောက်ဆွဲတွေကိုပြုတ်တဲ့အခါမှာအရန်ပြေးသွားအောင်ပြုတ်လိုက်မယ်ဆိုလို့ရှိရင်ကြော်တဲ့အခါမှာခောက်ဆွဲတွေကမလှတော့ဘဲနဲ့ပြတ်ထွက်သွားတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့သူတို့ကခောက်ဆွဲပြုတ်တဲ့အခါမှာနည်းနည်းခက်မှမှလေးပြုတ်ထားပြရတာပါ။ ကဲဆိုအားလုံးနဲ့တော့မွေဝီဆိုလို့ရှိရင်တော့အရသာပေါ့ငန်းလေးမြည်ကြည့်ပါမယ်။အားလုံးအစင်းနေဖြစ်ပြီဆိုလို့ရှိရင်တော့အစားလေးရတော့ပါပြီ။ကဲတာဆိုလို့ရှိရင်တော့သူ့ရဲ့မေသားခောက်ဆယ်ကြော်နေဒီကတော့ပြီးတော့ပါပြီ။မေသားမစားတဲ့သူတွေအတွက်တော့ဒီဗီဒီယိုလေးကနောက်ဆက်ဖြစ်သွားရင် sorry ပါရှင်။မေသားနေရာမှာကြိုက်နှစ်သက်တဲ့အသားကိုထည့်ပြီးတော့ကြော်လို့ရပါတယ်။ကဲတာဆိုရင်တော့သူ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်။ကျေးဇူးပါ။